မိသားစုပေါင်းတို့ရေအားလုံးပဲမင်္ဂလာပါနော် New Family Channel လေးကနေလည်းပြန်လည်ကြိုဆိုလိုက်ပါတယ်ရှင်ဆရာကျော်မြတ်န်းရေးသားထားသောထောင်တို့အဝင် ထောင်မအထွတ်ဝိတုစာအုပ်ကိုအပိုင်း၈အနေဖြင့်ဆက်လက်ပြီးတော့မျှဝေဖက်ပြတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်ရှင်အခန်း23ထိုနေ့ကထောင်နေကိုအစောကြီးပြန်ရောက်ခဲ့သည့်အကျဉ်းသားများမှဟိုနာတစု ဒီနာတစု တိုးတိုးကျိကျိဖြစ်နေကြသည်အကျဉ်းသားများ၏လှူရှားပုံကိုချီ၍ထောင်ထဲမှပြဿနာတစ်ခုခုများပေါ်နေပြီလားဟုထင်မှန်လိုက်၏အကြောင်းရင်းကိုတည်သောအခါတွင်မူအကျဉ်းသားများအပေါ်မှာစင်နာတနာစိမ့်နှင့်ထောက်ထားညာတာစိမ့်များဖြစ်ပေါ်ခဲ့ရပြန်သည်ဥလုံဝေမှာယနေ့အထိထောင်ထမင်းထောင်ဟင်းကိုမစားဘူးသေးပေ လုံဒီထမင်းနှင့်သူတို့စာနေရသော ဟင်အရာသာကိုတည်အောင်တော့အနေငယ်မြည်ဆန်းချီဘူးသည် သူအဖို့အင်္ဂါနေစဉ်ပို့ပေနေသော ထမင်းကြိုက်ထဲမှစာကောင်းတောက်ဖွဲ့များကိုစာနေရစဉ်အကျဉ်းသားအများစုမှာနေချင်းချင်းမှဆက်ဆက် လုံဒီထမင်းနှင့်ငပီလက်တသိကို စားမြိတ်စားလုပ်ပြီးဝမ်းတထွာကိုဖြစ်တင်းနေကြရ၏ဦးလုံးဝေအိမ်မှဟင်အမေမေကို စားကျင်စပွဲချက်ပြုတ်ပေးုံမက တရုတ်စာ ကလားစာဘူစာများအပြင်ခောက်ဆွဲကျော်ထမင်းကျော်တံပေါက်ထောပတ်ထမင်းများကိုတလဲစီပို့ပေးခဲ့သည်။ဟိုတုန်းကအုတ်ယိုလေးပဲကာရန်ထားသည့်ဟိုတုန်းကအုတ်ယိုလေးပဲကာရန်ထားသည့်အချင်းထောင်များတွင်အဆင့်တန်းလေးမျိုးခွဲခြားထားသည့် A class call ကကြည်တန်း B class call ခခွေတန်း Special class call ဂျာဒန် C class ခေါ်ကောင်းငယ်တန်းဟူ၍ဖြစ်သည် A class ရာသူမှာတော်တော်ကိုရှားသည်ကြားဘူးဒီမှာပါလီမန်အမန်များ အတွင်ဝင်များဝင်ကြီးများကို A class ပေးထားသည်ဟု အဆိုရှိ၏ B class ခေါ်ခောက်ဝေးတန်းရာသူများမှာမူအတော်ကိုများသည် အလွာဆုံးမှ လူမျိုးစုံပါသည်တချိန်က ရန်ကုန်ထောင်မှာ B class ရသူအကျုပ်သမားအကျဉ်သမားဦးရေ၄00နီးပါးကံပင်ရှိခဲ့ဘူးသည် B class ရသူများကိုစံပြူထမင်းအသားဟင်းပေါမော့လပိတ်များပေးခဲ့သည်တနည်းအတွက်အသားမှာအယိုးလိုဆယ်အောင်စအယိုးပါအသားဆိုရင်တပေါင်းပေးသည် A class ကိုတော့တူတက်နှစာများရမလားမသိ special class ရသူများမှာမူနေ့စဉ်အသားတနက်စားရသည်လေးအောင်စအသားတုံး B class လောက်မများ ထမင်းမှာလုံးဒီထမင်းပင်ဖြစ်၍ကြံတနက်စားမှာမူ C class အကျဉ်းသားများ၏အစားအသောက်တိုင်းစားရ၏ special class ကိုစစ်လိပ်ဖို့တနေ့တမတ်ပေးသည် C class မှာအကျဉ်းသားများမှမို့တပတ်မှတစ်ခါသာအသာစားရ၍တစ်ခါမှတနက်သားရင်အသာစားရပြီသည်ဦးလုံးဝီက B class ရထားသူဒါပေသည့်ထောင်ထမင်း ထောင်ဟင်းမစားဘဲထောင်မှာသူအတွက်ရိတ်ခါတို့ကိုမယူဘဲအိမ်ကထမင်းချိုင်းကို အမြဲတမ်းမှယူစားတော့ခွင့်ရသောကြောင့်သူရထားသောအဆင့်ကို special special class ဟုခေါ်ရမလားမသိဘူး ်ထားပြီးတော့ထိုနေ့ကအကျဉ်းသားများစုဝေးပြောဆိုနေကြသည့်အကြောင်းမှာသူတို့ထောင်သက်တန်းအတွင်တစ်ခါမှမကြဘူးသော သတင်းအစမ်းတစ်ခုကို ကြားလိုက်ရသောကြောင့်ဖြစ်ပေသည် သတင်းအဆိုကမနေ့ဖန်တစ်ထောင်လုံးရှိအကျဉ်းသားများအား special tobet ထမင်းကိုအဝအပြဲကျွေးမည်ဟု၍ပါသည်အနီသတင်းထက်ဆန်းသော ထူးခြားသော သတင်းမှာထောင်ထဲတွင်တစ်ခါမှ မကြားစဘူးခဲ့ပေဘယ်သူကများကျွေးမလဲ ထောင်ကတော့မကြွေးသည်မာတိကြသည်သို့ဆိုတော့အပေမိသောတတိသားကများကြွေးမာပါလိမ့်။ဘာအတွက်ကြွေးမာပါလိမ့်။မိဒီကိုအကြောင်းပြု၍ကြွေးမာပါလိမ့်။အကြောင်းပြသည်ကဒေဝါလီ။ကြွေးမိသူများကမာရဝါရီကလာတတိများဖြစ်ပါသည်။ဒေဝါလီဆိုသည်မှာဟိန္ဒူသတင်းကြောပွဲတော် ထောင်ထဲရောက်နေသူအကျဉ်းသားများမှာတစ်နှစ်တစ်ခါကျင်းပမြန်ဒီဝါလီပွဲတော်ကိုတစ်ခါမှတည်မမူခဲ့ကြပေ။ဒီတစ်ခါတော့ထူးထူးခြားခြားကိုပြောစမဲ့ဖြူရလာအောင်တည်မူမိနေကြ၏။ဟိုနေရာမှာလဲဒီတည်ဒီစကားဒီနေရာမှာလဲဒီတည်ဒီစကားထိုအချိန်ကမာရဝါရီတတိအတော်များများမှာရတိန်ဘဝတက္ကသိုလ်တို့ရောက်နေခဲ့ကြ၏။နိုင်ငံသားတို့ ငွေများလိမ်လည်ပို့ခဲ့သည့်အတွက်မာရဝါရီတတိယထောင်ကြီးပြောဖြစ်နေခြင်းသူတို့ကထောင်ထဲတွင်ဒေဝါလီပွဲတော်ကျင်းပမည်သူအတွက်တထောင်လုံးကို special torbat တမင်တသက်လို့သီးဆုံးဟင်းလျာအဖျားဖျားနှင့်ဒါနာပြုကြမည်ထို့ကြောင့်လည်းနဖန်တော့ကမလောက်သားလောက်အောင်ကိုတွေ့ပလိုက်မယ်ဟေးဟုကြုံဝါနေကြခြင်းဖြစ်ပေသည်ဒါကိုကြည့်၍ဥလုံးဝေကစာနာစိတ်ဖြစ်ပေါ်လာရခြင်းဖြစ်၏အချို့များဆိုရင်မရှင်မကြောင်မိကြသည် ထောပတ်ထမင်းဆိုတာဘလို့ထမင်းမျိုးလဲဟူ၍ဦးလုံးဝေမှာသူဤထွက်ဆိုချက်ကိုထွက်ဆိုပြီးသွားပြီးဖြစ်သဖြင့်ရင်ထဲတွင်ပေါ်ပါသွားသည်စိတ်လန်းသွားသည်ပေါ်ပေါ်ပါပါရှိနေသည်သူဤထွက်ချက်တဲ့အိမ်ပေါ်ထွေးပူဤထွက်ဆိုချက်မှာပို၍စိတ်ဝင်စားစရာကောင်းလာ၏ဟုဆိုရမည်ထင်သည်မှောက်ထားသော ခွက်ကိုလှမ်းလိုက်ပြီးတကယ်သို့ကာထားသောကလကာကိုဖယ်လိုက်ပြီးသို့လုံလုံချုံချုံဖောက်ထားသည့်အဖုံကိုဖွင့်လိုက်ပြီးသို့ တူတူသိသိထုတ်ပေါ်ထားသော အထုပ်ကို ဖြေချလိုက်ပြီးတော့ရှင်ကနေလင်းကနေရှိခဲ့ကြ၏သူတို့ဖုံဖုံပြီးပြီးလှူထားသည်မအိမ်တွင်၏အရှုပ်တော်ပုံကြီးကိုအိတ်သွန်ပါမောက်ဖွင့်ချလိုက်သည်မို့ရှိခဲ့ကြ၏မိသည်စင်းနှင့်လက်မောင်းမောင်းလက်မောင်းမောင်းအရင်အတွဲများမိသည်စင်းတို့ဘလို့ပျော်ပီးနေထိုင်ကြသည်ဘလို့လင်းကြသည်ဘလို့ဇက်ခင်ကြသည်များကိုထွက်ဆိုရာတွင်တစ်တစ်ခွာခွာရှိပါပြီ။ ထွေးပုမှာကရင်မျိုးသမီးလေးဖြစ်သည့်အတိုင်းယူသားသည်ပွင့်လင်းသည် မဟုတ်မကန်စိတ်တတ်ကလေးရှိသည် စကားကိုသွေသွေဝါးဝါးမပြော ပြောပြီဆိုမှဖြင့်တဲတူပွင့်ပွင့်လင်းလင်းကြီးနားနဲ့မနာဖွားနဲ့နာပါဆိုတာမျိုးကို အလေးမတင် သူတွေ့သည်မများအများကို ပြောရာတွင်တရားသူကြီးမင်းမင်းမျက်နှာမထားတတ်အောင်ရှိခဲ့သည် ထွေဘူးကအပြောသာမဟုတ်ချီဟန်လက်ဟန်များပါပါလာတက်သမို့ကွက်ကွက်ကွင်းကွင်းရှိလာ၏တရေလိုရှိနေချင်း၏အလဲပက်မိကွန်များမှာထွေဘူး၏ဒဲတိုးပွင်လင်းသည့်အဖြစ်များကြောင့်တရေကွင်းခမ်းမတဲ့တွင်ခတ်အုပ်အုပ်ရေတန်လေးများမကြခဏထွက်ပေါ်လာရသည်ထွေဘူး၏ထွက်ဆိုချက်များမိကွန်များနှင့်အဖြစ်များမှာရေသားရန်မတင်သော ်အကြောင်းရင်းများပါဝင်နေသဖြင့်ခြံထားရပါမည်။စာဖက်သူများအနေနဲ့အမှုတစ်ခုလုံးခြုံမိလောက်ပြီးဖြစ်ရာဘလို့ထွက်ဆိုချက်မျိုး ပေးလိမ့်မည်ကိုမဖော်ပြသည့်အတိုင်းအတွေ့ဖြင့်ဆက်လန်းတွေ့ယူလိုက်ကြပါဟု၍သာဥက္ကမောင်တန်ကထွေဘူးကိုမေကွန်အနေငယ်သာမိခဲ့သည်။ဦးလုံးဝေတို့၏အိမ်တွင်ရေးဆက်ကြောင်းမှာ တစ်ဖက်သောရှင်နေကြီး၏မိကုံများနှင့်လုံလောင်းနေပြီဖြစ်သောကြောင့်ထတ်ဆင့်မမေခဲ့ပြီအဲ့ဒီနေ့တနက်ပြစ်မှု ဖြစ်တုန်းကမထွေးဘူးဒိုမီဒဇင်အနားမှာရှိတယ်နော်ဟုတ်ကဲ့ရှိပါတယ်ပေးချင်းရှင်ရဲ့ပါမထွေးဘူးကအဲ့ဒီအချိန်ဘဲကိုများကြည့်နေတယ်ခြံဝန်းကိုပဲကြည့်နေပါတယ်တခြားကြည့်စရာလည်းမရှိပါဘူးမထွေးဘူးသဘောနဲ့မထွေးဘူးအပြင်ထွက်လာတာလား မဟုတ်ပါဘူးကျမတို့ကအိမ်စည်းဆိုပေမဲ့ကိုစီနဲ့ကိုနေပါတယ်ဒေါ်မီသင်းကခေါ်လို့ပါဘလို့ခေါ်ပါသလဲခေါ်ပုံလေးပြောစမ်းပါအောင်ငါရင်တွေနည်းနည်းတုံနေလို့ငါနားမနေစမ်းပါတဲ့ရင်တွေတုံလို့လို့ပြောတယ်ပေါ့ဟုတ်ပါတယ်ဒီအတိုင်းကိုပြောတာပါ ပြောတာကအေကန်နေမှာပါ အပြင်ထွက်တာကလက်မမောင်ထွက်သွားပြီးမှ နောက်ကလိုက်ထွက်လာတာပါတနတ်တန်ကြတော့မထွေးဘူးကဘာကိုမြင်လိုက်တလဲ တနက်တန်ကြာတာပဲရှိပါတယ်။လက်မမောင်လဲသွားတော့ကိုလည်းတဲတဲကွဲ့ကွဲ့မမြင်ရပါဘူး။တနက်နဲ့ပြစ်သွားတယ်လို့ကိုလည်းမမြင်ရပါဘူး။တနက်တန်ကြာတော့ဒေါ်မေတစင်ဘလို့ဖြစ်သွားလေ။ဘလို့မှမဖြစ်ပါဘူး။ဟဲ့တနက်တန်ပါလားတဲ့။ဒါပဲပြောပါတယ်။ပြီးတော့တိုက်သေးဝင်သွားလို့ကျမလေးလိုက်သွားပါတယ်။တိုက်သေးရောက်တော့ရဲဌာနကိုဖုံးဆက်တယ်ပေါ့။မဆက်သေးပါဘူး။ဘာလို့တလဲ ကလထိုင်မှာထိုင်ပြီးတော့စဉ်းစားနေပါတယ်။နောက်တော့ကိုပြူဟာလာပြောတာပါ။ဘလို့ပြောတယ်လဲ။လက်မမောင်တနက်ပြစ်ခံရတယ်မမလို့ပြောပါတယ်။အဲ့ဒီတော့ဒေါ်မေတစင်ကမင်းနောက်ပြေးပဲသွားနေကြီးဒီအကြောင်းနဲ့ပတ်သက်ပြီးဘာမှမပြောနဲ့လို့ပြောပါတယ်။အဲ့ဒီတော့တယ်လီဖုန်းဆက်ရောဆိုပါတော့မဆက်သေးပါဘူး။စန်နီယာနာကိုသွားလိုက်ပြန်လိုက်နှစ်ခေါက်လောက်လမ်းလျှောက်ပြီးမှ စန်နီယာခလုတ်တွေကိုလက်နဲ့ဆွဲခါလိုက်ပါတယ်။ ပြီးတော့ကျမကိုလည်းနောက်ပေးသွားနေလို့ပြောပါတယ်။ပုံဆက်တာတော့ကျမလည်းမမြင်ရပါဘူး။နောက်တော့ဘာဖြစ်တယ်လဲ။ရဲရီမလာခင်ကျမစီဝင်လာပြီးကိုလုံးဝေးတနက်နဲ့ပြသွားတာညီလေးမြင်လိုက်တယ်မဟုတ်လားလို့ပြောပါတယ်။ကျမဘာမှမမြင်လိုက်ဘူးမမလို့ပြန်ပြောတော့အေးဒါဖြင့်ပြီးရောဆိုပြီးပြန်ထွက်သွားပါတယ်။နောက်ထပ်ဒီအကြောင်းနဲ့ပတ်သက်ပြီးဘာမှမပြောတော့ဘူးပေါ့။ဟုတ်ကဲ့ ပြောပါတယ်။ဘယ်လိုပြောသလဲ။ ဒေါ်မေသိစင်ကမပြောပါဘူးတဆင့်လူကပြောတာပါတဆင့်လူဆိုတာက ကျမရဲ့ကိုဝန်းကွဲပါ तू ကဘာပြောသလဲဦးလုံးဝေကိုတွေ့လိုက်တဲ့အကြောင်းပြောရမယ်မပြောရင်နင်းလဲလုပြုံမယ်နင့်အမေလဲဒုက္ခရောက်မယ်လို့ပြောပြီးနင်အမိုးနဲ့တွားတွေ့လို့လားပြောပါတယ်တွားတွေ့တယ်ပေါ့ဟုတ်ကဲ့တွေ့ပါတယ်ဒါပေမဲ့ကျမဒီလိုမပြောနိုင်ဘူးလို့ပြောခဲ့ပါတယ်ဒီအကြောင်းတွေဦးလုံးဝေကိုပြောဖို့သလားမပြောဘူးပါဘူး ရဲဌာနမှာအစစ်ခံတော့အောင်မမိုင်းနဲ့အတူရှိနေပါတယ်။ဘာမှမတွေ့ပါဘူးလို့ပဲအစစ်ခံခဲ့ပါတယ်။ထွေဖို့ကဥက္ကမောင်တန်းဤမိကိုများကိုဤသို့ပင် အစစ်ခံခဲ့၏။အမှုစစ်ဆေးသည့်အခြေအနေမှာပြည်ဆောင်တော်မူအစင်တို့ရောက်ခဲ့ပြီးတပ်တွေများကြံခေါ်တတိများကိုစစ်ဆီခဲ့ပြီးဖြစ်ရာနှစ်ဖက်တော်ရှင်နေကြီးများဤရှောက်လဲချက်ပေးရမည်အစင်တို့ပင်ရောက်လာခဲ့ပြီ။ဦးလုံးဝေမှလည်းလုံဝါနီပါတည်ငိမ့်နေပြီးဖြစ်ုံမက ရှင်တော်ဗုဒ္ဓဤ တရားဓမ္မများကိုနည်း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 လည်လာ၍ပွားများအားထုတ်သည့်အစဉ်တို့တိုင်းရောက်ရှိနေပြီဖြစ်လေသည်ထောင်ထဲသို့ရောက်နေသူဦးလုံးဝေကားတည်ငြိမ်သလောက်မတည်ငြိမ်နိုင်အောင် ရှိနေသူမှာမိခင်ကြီးတော်စိန်မမပင်သည်လျှောက်လေးချင်းနှင့်တပါးတွေလာမိစီရင်ချက်အတွေ့တောကပြပါတော်ကိုရင်ဝဲပိုင်လျက်နေမတိတိုင်းမသားဖြစ်နေ၏ အင်ဦးကန်းတွင်ဟီးထနေသောရွှေအုံပွဲငပြောပွဲများအငွေးတလူလူ တနေသော အမွေးနံသာတိုင်းများမိညွန်အားကောင်းလာသည့်တထောင်နီးပါးဖျောင်းတိုင်းကြီးများရှိတွင် အလုံးမအားအောင်ရှိနေသည်စားချိန်အချိန်ပင်မမှန်တော့တန်ဘုတ်ဒီကာတာတနေ့ပတိပတ်တထောင်ပြေအောင်စေရေးအတွက်သာစိတ်ဆောနေရှာသည်အုတ်ဒိတ်တာမြတ်တာအနောဒိတ်တာမြတ်တာပေါ်ရသည်ပင်တနအီကန်းအချိန်ယူရ၏ ထောင်ထဲတွင်ဤသို့လှုပ်ခွင့်မရနိုင်သောဥလုံးဝေကိုစားမိခင်ကြီးဒေါ်စိန်မမကကိုစားလှုပ်ပေးနေရခြင်းဖြစ်၏။စာကလေးတစီငါတစီကျက်ပဲတစီလှုပ်ပြုံနေအာမရသည်။ဘေးမဲ့ချံတွင် စိတ်တစီလှုပ်သည့်အထီတိုင်းလှုပ်ခဲ၏။ဒေါ်စိန်မမအဋိဌံစာဝင်သည့်နေမှာစာ၍ဥလုံးဝေထံသို့ပေးနေသည့်ထမင်းကြိုင်မှာတာငါဟု၍လုံးဝမပါဝင်တော့ပဲတက်တက်လို့အစားအစာများသာပါလာတော့၏။ ဦးလုံးဝေကအရာရာကိုဥပိ္ခာပြုထားပြီးဖြစ်ရာသူအတွက်အရာသာရှိသည်ဖြစ်စေမရှိသည်ဖြစ်စေ စားချိန်တွင်စား၍အိမ်ချိန်တွင်အိမ်တီမာတပါအကောင်းဆိုးကိုပိုင်းခြားမဝေခွဲတော်ပြီအသက်ပါသည်ဖြစ်စေ အသက်လွတ်သည်ဖြစ်စေရာသာတနာမဲ့ခြင်းကို တနိုင်သည်မြတ်တတိတမစဉ်ဖြင့်ဖြဲ့ရောက်ရန်စူးစားနေသည့်အတိုင်းသူအတွက်ဘယ်သူမှမထီခိုက်ခဲ့ပြီရန်ကုန်တောင်တွင်ထောဘက်ရင်နှင့်အတင်းပြန့်လိုင်ကျွဲသွားသော နေမှာ စနေမြောင်နေသည်သူ၏အမှုအတွေ့ရှောင်းလဲချက်ပေးမိနေပေသည်အူလုံဝေမှာမနေ့အစောကြီးကတည်းကရုံးထွက်ရန်အစင်းသင်ပြင်ဆင်နေပြီဖြစ်သည်ရုံးထွက်လာခေါ်မိပါရာကိုဆောင်းရင်ဓမ္မဆက်ကဗုဒ္ဓနာတုံမခန္ဓာရနေသည်မြဒုက္ခအတုံးခဲကြီးပါကလားဆိုသည်ဣဒံခောပနာဘိခဝေဒုက္ခံအရိယာသစ္စံသာတိပိဒုက္ခဇရာပိဒုက္ခံ ပြာတိပိတုခောမရဏံပိဒုက္ခံအပိယေဟိတံပျောကောဒုက္ခောပိယေဟိဝိပျောကောဒုက္ခောယံပိဿံနလဘတိတံပိဒုက္ခံတံခိတ်တေနပင်စုပါဒာနက္ခန္တာဒုက္ခအပိုက်ကိုအနုလုံပရိလုံ အပြန်ပြန်အဖန်ဖန်ဆင်ခြင်နေခဲ့၏ ထို့ကြောင့်လည်းဒီနေ့လျှောက်လဲချက်ဟန်မဟန်ပါမလားဆိုသည့်ပူပင်စိတ်များကင်းပြောက်၍ငြိမ်သက်တည်ကြည်သော စိတ်အစဉ်ကသာသူ့ကိုလွှမ်းရထားခဲ့၏အမှုဟူသည်များအတွင်လျှောက်လဲချက်အခမ်းမအလွန်ရေးပါ၏အဆုံးဖြတ်ဤတကားဝါဟူလဲဆိုနိုင်ရ၏လျှောက်လဲချက်ပင်မည်နေရောက်ပြီဆိုရင်ထုံးစံအတိုင်းရင်တုံကြသည်နှလုံးခုန်ကြသည် ကိုဘက်ကလိုက်ပါဆောင်ရွက်မိရှေနေကြီးဤရှောင်းလဲချက်မှာပိုင်ပိုင်နိုင်နိုင်ရှိပါမလားဆိုသည်ကို တွေးပူရစမြင်ဦးလုံးဝေမှာထိုအပ်သေးတွင် သူကိုယ်သူမပါဝင်အောင်တရားသဘောကိုအထောက်အခံပြု၍ထိန်ထားလိုက်နိုင်သည်တုံးစံအတိုင်းသူယုံခံရောက်သွားသည်နှင့်မိခင်ကြီးကအပြုံးပြင်းစီကြုံနေသည်တားပြစ်သူ၏မျက်နှာရိပ်မျက်နှာကဲကိုအကဲခတ်နေသည် ။ဦးလုံးဝေကအမှုကိစ္စကိုစကားမစပေ။ထောင်အတွေ့အကြုံလေးများကိုရေစရာမောစရာတစ်ဖွဲစကားဆင်၍ပြောပြနေခဲ့၏။ဦးလုံးဝေပြောပြသည့်အထက်မှထောင်ထဲကကြွပြိုင်ပွဲအကြောင်းမှာနားထောင်နေသူများနှုတ်ပြမှကြံကြံဖန်ဖန်လှုပ်တက်ကြပါလေဟုပြောယူကြရ၏။ထောင်ထဲတွင်တပတ်တခါကြွပြိုင်ပွဲလှုပ်ကြသည်လောင်ကြီးမှငွေမဟုတ်စင်းလေး ွတ်ပြိုင်ပွဲမှာဆီလိတ်ကို ရာစီအလိုက် လောင်းသူရှိသလိုတပတ်မှာတနက်သားစားရသည့်အသာတုံးချင်းလဲလောင်းကြသည်ရင်းပြိုင်ပွဲမှာအတိအလင်းလောင်းကြသည်တော့မဟုတ် တိုးတိုးတိတ်တိတ် လက်ချိတ်ထိုးလောင်းကြခြင်းဖြစ်၏အပြင်မှာ မြင်းပွဲမသွားနိုင်သူကမြင်းပွဲသွားသူကိုလောင်းချီးပေးလိုက်သလိုထောင်ထဲမှာလည်းကြွက်ပြိုင်ပွဲသို့သွားခွင့်မရသူများကသွားခွင့်ရသူများကိုလောင်းချီးပေးလိုက်ကြရ၏ ထောင်ထဲမှ လူအများကြီးနဲ့တယုံယုံလို၍ရသည်မဟုတ်ဒိုင်လူကြီးလို့သူများကအဆောင်ဝါရာကိုလက်ထိုးပြီးမှလူဤအကန့်တန်းနေလို့ရခြင်းဖြစ်၏ကြွယ်ပြိုင်ပွဲကို လူတိုင်းသွားခွင့်မရကြေးကြီးစီလေးရာချီလောင်းနိုင်သူလောင်းနိုင်သူကိုသာကန့်တက်ခေါ်၏ပိုင်ပို့သမားများမှမူသွားခွင့်ရသူများကို လက်ကမ်းလိုက်ကြရ၏ဘသူကျွက်ကို ထိုးခဲ့ပါဘဲဝါကျွက်ကိုထိုးပေးပါဟုကျွက်ကင်သူနာမည်တက်ပြီးပေးလိုက်ရ၏ ကျွက်ကမြင်းသဘောကျွက်ကင်သူကဂျိုကီသဘောဆောင်လိမ့်ဤဘယ်သူကကျွက်ကင်ကောင်းသည်ဘယ်သူကတာလော့ကောင်းသည်စသည်များလည်းရှိသေးသည်ကျွက်ပြိုင်ပွဲကျင်းပပုံမှာမြေကြီးပေါ်တွင်အလျားပေ20လောက်ကျွက်တကူသာမြေမြောင်းကလေးများကိုခက်နေနေတူထားရ၏ထို့ကဲ့သို့လိုင်းငါလိုင်းတူထား၏ပြိုင်ပွဲဝင်မိကျွက်ကငါးကောင်းကျွက်ကင်သူများကကျွက်ကိုပြိုင်ပွဲဝင်မိနေရာသို့ကြိုက်သည့်နေဖြင့်ယူလာခွင့်ရှိသည် ပြိုင်ပွဲကျင်းပတော့မည်ဆိုသည်နှင့်ကြွက်ကင်သူများကမိမိတို့၏ကြွယ်များကိုလက်နှင့်စုပ်ကိုင်းရင်းဖြစ်စေအမိမာကိုင်းရင်းဖြစ်စေကြိုက်သလိုကိုင်းထားပြီးမြေတွင်လမ်းကြောင်းထိတ်တွင်တာစုပေးထားရသည်ပြိုင်ပွဲဝင်ကြွယ်များမှအလက်စားဖျားမည်ပြိုင်ပွဲဝင်ကြွယ်အရွယ်စားကိုဒိုင်လူကြီးများက3-4ရက်ကပင်ကြိုတင်စစ်ဆေးခြင်းဖြစ်ပေသည်တိုင်လူကြီးလို့သူကတာလို့ရန်အချက်ပေးလိုက်သည်မိမိတို့၏ကြွယ်များကိုကိုလန်းချောင်းနှင့်ကိုလှုပ်ပေးလိုက်ရ၏ ချွက်ကမြေတွင်မြောင်အတိုင်းမပြေးပဲနောက်လဲ၍ပြေးစီဘေးကကြော်တဲ၍ဖြစ်စီ စီးဖောက်ပြေးခဲ့သောအယုံလမ်းကြောင်းအတိုင်းပြေးသည့်ကြွက်ထဲမှပထမနှင့်ဒုတိယရာသောအကောင်ကိုနိုင်ကောင်အဖြစ်သတ်မှတ်၍ကြေးအယောစားလုပ်သည်မြင်းပွဲမှာဝင်းပလေးလျော်သည့်သဘောအယောစားနှုံထားနှင့်ပတ်သက်၍မူသည်သတ်မှတ်ခြင်းမရှိ ထိုသောခြေပေါ်တွင်ဒိုင်လုံသူများအတွေ့နှုတ်ပြီးကြံသည့်ခြေကိုဗနက်စာဟုတမန်၍အယောစားလုပ်သည်အလေးတူလည်းရှိသည်နှစ်လေးသုံးလေးလေးလေးငါလေးစသည်ဖြင့်လည်းရှိသည်တပတ်တပတ်ကွဲသူတွေကွဲပွာသူတွေပွာကဲကြံကြံဖန်ဖန်လှုပ်တဲ့ရန်ကုန်ဟုမဆိုတာဘူးလားဦးလုံးဝေကဤသို့သောအထူးဆန်းဖြစ်ရလေးများကိုပြောပြနေခဲ့ရာတရခွင်မစားမီလှောက်ရှားနေသော မိခင်ကြီးဤ ိတ်အစဉ်ကိုညှိအေးစေခဲ့၏တရားခွင်စတင်ချိန်ကပ်လာပြီထူးခြားသည်မှာတရားလိုရှင်နေကြီးရုံငန်းလေးသို့ဝင်လာသည့်တိုင်ရက်တလီပေါင်တာနှင့် shell နှင့်ရေမွေးနှက်မတင်ပြန့်သေးခြင်းပင်တရားခွင်စသည့်တိုင်မိသားစဉ်တို့ရောက်မလာခဲ့ပြီဥက္ကမောင်တန်းကဟိဟန်ပါသောခန့်ညာလွန်သောအသွင်ကိုမဆောင်ဘဲတည်ငိမ်အေးစေသောဟန်ဖြင့်တရားသူကြီးကိုအယိုသေးဖြူပြီးသူ၏လျှောက်လဲချက်ကိုစတင်ခဲ့၏ လေးမြတ်သောတရားသူကြီးမင်းနှင့်လေးစားအပ်သောဥပဒေပညာရှင်များခမယခုတရားရုံးတော်မှာစစ်စစ်စဲအမှုကိုခြုံငုံပြီးတုံးသက်ကြည့်လိုက်တဲ့အခါမှာအမှုဖြစ်ကြောင်းဟာအတော်လေးထူးခြားနေတာကို တွေ့ရပါလိမ့်မယ် အပေါ်ရန်အပြင်ကြည့်ရင်ကျွန်တော်မှုတဲ့ရဲ့အိမ်တော်ရဲ့အရှုပ်တော်ဘုံက စားခဲ့တဲ့မူခင်းလို့ဆိုနိုင်ပါလိမ့်မယ်။ဒါပေမဲ့အတိမ်အနဲ့ရှိသလောက်နှိုက်ကြည့်လိုက်တဲ့အခါမှာတော့တည်ဆုံးသူရဲ့လူမှုရေးအချင်းဖောက်ပြမှုအရှုပ်တော်ဘုံကို သူတို့အနည်းနဲ့သူတို့ရှင်းရမှာကျွန်တော်ရဲ့အမှုတွေဟာအပြားခက်ခံလိုက်ရတယ်လို့ယူဆရမှာပဲဖြစ်ပါတယ်။ပထမဆုံးတေသူလက်မမောင်ရဲ့အကြောင်းကိုစမ်းစစ်သုံးသပ်ကြည့်တဲ့နယ်လို့ယူဆမိပါတယ်။ဘာကြောင့်လဲဆိုရင်တေဆုံးသူဟာ လူမှုရေးအကျင့်ဖောင်ပြမှုကိုဘယ်နည်းနဲ့မဆိုကျူးလွန်ဖို့ဝန်မလေးသူတယောက်ဖြစ်နေတာကိုတွေ့ရလို့ဖြစ်ပါတယ်။ရင်းကိစ္စနဲ့ပတ်သက်ပြီးတော့ရဲဌာနရဲ့စုံစမ်းရရှိချက်များမှာအထင်ရှားပေါ်လွင်နေပါတယ်။ဒေါ်မီဒဇင်နဲ့ဖြစ်ပျက်ခဲ့ပုံကိုဖယ်ပြီးတင်းရင်ကဖြစ်ပျက်ခဲ့တဲ့အကြောင်းတွေကိုကြည့်လိုက်တဲ့အခါရင်းတို့တော့လူမှုရေးအကျင့်ဖောက်ပြမှုများကြောင့်တည်ဆုံးသူအပေါ်မှာမကျေနပ်သူတွေမခံမရနိုင်အောင်ဖြစ်နေသူတွေရှိနေတယ်ဆိုတာကိုမငင်းတော့အောင်တွေ့ရမှာဖြစ်ပါတယ်။ ဥက္ကမောင်တန်းကမေသစင်ကိုများတွေ့ရလိမလားလို့ရုံခန့်အတွင်သို့ဝေဝိုင်းအကဲခန့်ကြည့်လိုက်၏မရှိပါမေသစင်တို့ရောက်မလားပါသူတို့ပြည်တနာကို သူတို့ဘာသာရှင်းတဲ့အခါမှာအိမ်တော်ကြီးမပြေမလည်ဖြစ်နေတဲ့ကျွန်တော်ရဲ့အမှုတွေနဲ့ပတ်သက်လာရပါတယ်တန်းဒီကျွေကဂျီနာဂိုက်ဆိုတဲ့ပမာစကားလို ကျွန်တော်ရဲ့အမှုတွေဟာတန်းဒီပေါ်မှာနားမိတဲ့ကြီးဖြစ်ခဲ့ရပါတယ်တနည်းအားဖြင့်ဆိုရရင် မစွန်ရင်ကလည်းရှိ ။ကစုံရင်းကလည်းညှိဆိုသလိုဖြစ်ရတာပါပဲ။မပြေးတော့ကံရရှိနိုင်ဒီကိုအခွင့်ကောင်းဖြင့်အသုံးချခဲ့တာကြောင့်ကျွန်တော်ရဲ့အမှုထဲမှာကြိုတင်ကြံစည်သူများရဲ့တွင်ထဲမှာပိတ်မိခဲ့ရပါတယ်။ဒါဖြင့်ရင်ဒီလူသတ်မှုရဲ့တရားကံဘယ်သူလဲဆိုတာကိုမေးရပါတော့မယ်။ဒါပေမဲ့အခုထိမပေါ်ထုတ်နိုင်သေးပါဘူး။ဒါကြောင့်လဲကျွန်တော်ရဲ့အမှုတွေဟာတရားခံအဖြစ်အဆွတ်ဆွဲခံရအောင်ကံစိုးသူဖြစ်ကြောင်းဝင်ခဲ့ရတယ်လို့ဆိုရမှာဖြစ်ပါတယ်။ ကျွန်တော်ရဲ့အမှုတွေကျမဆိုးနဲ့တိုးရတာကတော့သူအင်မတန်ချစ်ခင်နှစ်သက်ညံ့နိုးခဲ့ရတဲ့ဇနီးတဲ့ကိုယ်တိုင်ကသူ့အပေါ်မှာတရားခံအဖြစ်ဆွဲဆိုခဲ့တာဟာအဓိကအကြောင်းပဲဖြစ်ပါတယ်။ဒါပေမဲ့အိမ်အောင်တဲ့ဘွားအရောက်လာပြီးတဲ့နောက်ဒီအညိုးထုံးဟာပြေရော့သွားမှဖြစ်ပေမဲ့လို့ခံမှန်းတွက်ချက်ရန်ခက်ခဲလာတဲ့ဒေါ်မီတစင်ရဲ့ပုံမှန်မဟုတ်တဲ့စိတ်ဓာတ်ကြောင့်တကြောင်နောက်ပိုင်းမှာဖြစ်လာတဲ့အကြောင်းရဲ့အထွေထွေကြောင့်တကြောင် ဒီအညိုးတုံးတွေကိုပုံမကြစ်လစ်စေုံမက ခိုင်မာဆွမ်းမြေ့အောင်ဖွဲ့နှောင်ချီထုံးလာတာကို တွေ့ရပါတယ်အခုအမှုဖြစ်ပွားချိန်မှာတော့ဒီအထုံးကို ဖြတ်တင်လိုက်တာပါပဲသို့တော့ကျွန်တော်ရဲ့မှုတွေကတနက်နေ့ပြစ်တာကိုကိုရိုင်းမြင်လိုက်ရပါတယ်လို့ဒေါ်မီသစင်ကထွက်ဆိုထားပါတယ်ဒါပေမဲ့အဲ့ဒီနေရာမှာဒေါ်မီသစင်နဲ့အတူရှိနေတဲ့တယောက်သောသူကတော့တနက်တန်ကြားလိုက်တာကလွဲလို့ ဘာကိုမှမမြင်လိုက်ရပါဘူးလို့ထွက်ဆိုထားပါတယ်။လူနှစ်ယောက်ဟာတနေရာထဲမှာအတူရှိနေပါလျက်အချင်းဖြစ်နေရကို အတူတူမြင်နိုင်ပါလျက်တယောက်ကမြင်တယ်တယောက်ကမမြင်ဘူးဆိုတာဟာအတော်ကြီးစဉ်းစားစရာဖြစ်နေတယ်လို့အတော်ကြီးလည်းထူးဆန်းနေပါတယ်။နောက်တစ်ခုကအချင်းဖြစ်ပါတယ်။အခင်းဖြစ်ချိန်ဟာမှောင်ရင်ပြိုးစားချိန်ဖြစ်ပါတယ်။ဒေါ်မီတစင်တို့ရက်နေတဲ့နေရာကနေအခင်းဖြစ်နေရကိုလှမ်းမြင်နိုင်တယ်ဆိုတာအငင်းပွားစရာမရှိပါဘူး။သို့တော့တဲတဲကွဲကွဲမြင်နိုင်တယ်ဆိုတာကိုတော့အငင်းပွားအောင်မှာဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုရင်အချိန်ကာလကြောင့်ပဲဖြစ်ပါတယ်။တကယ်တော့အငင်းပွားစရာမရှိဘူးလို့ပဲပြောသင့်ပါတယ်။ဘလို့မှတဲ့တဲ့ကိုယ်ကမမြင်နိုင်ဘူးလို့အခိုင်အမာပြောရမှာဖြစ်ပါတယ်။နောက်တစ်ချက်ကတနက်နေ့ပြသူရဲ့အနေထားပါ။လူတယောက်ကိုတိတ်တဆိတ်လှုပ်ကြရမှာလှုပ်ကြတဲ့လူဟာသူ့ကိုယ်သူအကာအကွယ်မယူဘဲပြောင်းလို့လည်းမရှိပါဘူး။ဒေါသအလျောက်ပြုံးတိုင်းစိတ်လိုက်မှန်မှလှုပ်တဲ့အခါမျိုးမှာသာအကာအကွယ်မယူဘဲပြောင်းလို့လည်းလှုပ်တာရှိပါတယ်။ ကြိုတင်ကြံစီပြီးလှုပ်တဲ့လူများဟာသူတို့ထင်တာမြင်တာတဲ့အနေအထားအနေကျူးလွန်ရုံထုံးစံမရှိပါဘူး။ကျွန်တော်ရဲ့မှုတွေဟာပညာတတ်တယောက်ဖြစ်ပါတယ်။ဘ ഹു သူတပြေဝါသူတယောက်လည်းဖြစ်ပါတယ်။အကယ်၍များသူသာဒီအမှုကိုကျူးလွန်မဲဆိုရင်အခုလိုပြောင်ပြောင်ကြီးလှုပ်ဖို့ဆိုတာမဖြစ်နိုင်တဲ့ဘက်ကရာဂိုင်တော့ပြည့်ရှိပါလိမ့်မယ်။အခင်းဖြစ်လူတတ်မှုမှာအရေးအကြီးဆုံးဖြစ်တဲ့တနတ်ကိုအခုတည်းထိမတွေ့ရှိရသေးပါဘူး။ရုံတော်မှာလည်းတတိကံအဖြစ်တင်ပြနိုင်ခြင်းမရှိသေးပါဘူး။ ဒီတနက်ကိုတွေ့ရှိရင်အတော်လုံးလောက်တဲ့အဖြေထွက်လာနိုင်မယ်လို့ယူဆရမှာဖြစ်ပါတယ်။ဒါကိုလည်းထည့်သွင်းစဉ်းစားရမယ်အကြောင်းတရားဖြစ်တယ်လို့ယူဆမိပါတယ်။ကျွန်တော်ရဲ့မူတည်ဟာတနက်နဲ့ရင်မခဲ့တဲ့သူတူမဟုတ်ပါဘူး။ဒါကိုလည်းခိုင်လုံးနဲ့ခံပြတတ်တည်များရဲ့ထွက်ဆိုချက်အရထင်ရှားစေခဲ့ပြီးဖြစ်ပါတယ်။တနက်နဲ့လုံးဝမရင်ပါသူတယောက်ဟာအလွန်အကျွံစိတ်လှုပ်ရှားနေတဲ့အနေအထားမျိုးမှာလူတယောက်ကိုတစ်ချက်တည်းနဲ့ထိမှန်အောင်ပြစ်ဖို့ဆိုတာမိုးဘော်ကအက်ဒစင်နဲ့ ူပြည်ကအတစင်းဆိုတဲ့ပမာစကားလိုပဲခက်ခဲမှဖြစ်ပါတယ်။ကျွန်တော်ရဲ့မှုတွေဟာကိုပိုင်တနက်ကင်ခွင့်ရခဲ့ပေမဲ့တနက်ကိုလုံးဝမကင်ခဲ့ပါဘူး။နောက်တရလိုပြသက်သေးသုံးမောင်ပြူးရဲ့ထွက်ဆိုချက်များဟာကွဲလွဲချက်များရှိနေုံမကယုတ်တိယုတ်တာကင်းမဲ့ခဲ့တာကိုလည်းတွေ့ရပါတယ်။သက်တည်ဖြစ်သူရဲ့အကျဉ်းစာရိုက်တာနဲ့ပတ်သက်ပြီးတော့လည်းထည့်သွင်းစဉ်းစားသင့်တယ်လို့ယူဆမိပါတယ်။ဒီညမှာတော့အခင်းဖြစ်ချိန်ကအိမ်ပေါ်နှစ်ယောက်စလုံးအတူတကွာရှိနေပါလျက် တယောက်ကိုလိုပြသက်သည့်ဖြစ်သုံးပြီးတယောက်ကိုတော့လိုပြသက်သည့်အဖြစ်ကဖဲထုတ်ထားတာကိုထည့်သွင်းစဉ်းစားရမှာဖြစ်ပါတယ်။လိုပြသက်သည့်နှင့်ကိုသိမ်းမြင့်ရထဆိုချင်ဟာအမှန်တိုင်းထွက်ဆိုတယ်လို့လက်ခံရမှာဖြစ်ပါတယ်။သို့သောတေဆုံးသူကသူ့ကိုဦးလုံးဝေကတနက်နေ့ပြစ်သွားပါတယ်လို့မထွက်ဆိုခဲ့ပါဘူး။ဦးလုံးဝေနဲ့မြေပါလာတာပဲရှိပါတယ်။ဒါဟာလေတေဆုံးသူနဲ့ဒေါ်မီတစင်တို့မရှုံမရှင်းလို့ယူဆနိုင်တဲ့အကြောင်းကိုဦးလုံးဝေကမကြည်မနက်ဖြစ်ခဲ့ပါတယ်။ဒါဟုတ်တည်ထားတဲ့အတွက် သူ့ရဲ့ channel မှာတင်တနက်နဲ့အပြစ်ခံရတဲ့အခါတိဆုံးသူဟာဝေဒနာပြင်းထန်ခံစားရနေစမှာကြောင်ကရန်းနဲ့ဥလုံးဝရဲ့အမိကိုအစွဲပြုပြောသွားတယ်လို့တွက်ဆနိုင်ပါတယ်။ဒေါ်မီဒီဇင်ရဲ့ထွက်ဆိုချက်အတိုင်းကျွန်တော်ရဲ့အမှုတွေကတနက်နဲ့ပြစ်သွားတာကိုတကယ်မြင်လိုက်မယ်ဆိုရင်မိမသားတဘာဝရလန့်ပြန်ပြီးရောင်ရမ်းအော်လိုက်မိမှာသိကြပါတယ်။အခုဒေါ်မီဒီဇင်ကတနက်တန်ကြတာနဲ့အပြစ်ခံရတာဘယ်သူပဲဝါလို့မသိခင် တိုက်ထဲပြန်ဝင်သွားခဲ့ပါတယ်။နောက်မောင်ပြူလာပြောမှဘသူတနတ်နဲ့ပြစ်ခံရတယ်ဆိုတာကိုတိကျောင်းထွက်ဆိုချက်များရှိနေပါတယ်။တရားခံများတသိမထွေးဘူးရဲ့ထွက်ဆိုချက်များမှာဌာနကိုချက်ချင်းဖုံးမဆက်သေးပဲအကြာကြီးစဉ်းစားပြီးမှဖုံးဆက်တဲ့ထွက်ဆိုချက်ကိုလည်းထည့်သွင်းစဉ်းစားသင့်ပါတယ်။နောက်ဆုံးအနေနဲ့ဒေါ်မီသူစင်ရဲ့ထွက်ဆိုချက်နဲ့မိကုံများကိုပြန်လည်ဖြေကြားတဲ့အထက်မှာကွဲလွဲချက်များပါဝင်နေတာကိုတွေ့ရပါတယ်။ လက်မောင်မောင်ကိုတနက်နေ့ပြစ်သွားသူဟာဦးလုံးဝေပါကျမတိတိကျကျမြင်လိုက်ရပါတယ်လို့ထွက်ဆိုခဲ့ပါတယ်တကယ်တော့တော်မီတစင်ဟာတိုက်ထဲပြန်ဝင်သွားတဲ့အထိဘသူတနက်နေ့အပြစ်ခံရတယ်ဆိုတာကိုမသိသေးပါဘူးနောက်ပြီးလက်မောင်မောင်နဲ့ဗန်ဒလီထွန်းလာဟိုတယ်မှာနေဘူးတာကိုတော်မီတစင်ကငင်းကွယ်ပြီးမှဝန်ခံခဲ့ပါတယ်ဒါနဲ့ပတ်သက်ပြီးအเจ้าရက်တွေဘယ်လောက်ရှိမဲဆိုတာကိုလည်းထည့်သွင်းစဉ်းစားသင့်ပါတယ်ကျွန်တော်ရဲ့မှုတွေဟာ အခင်းဖြစ်မှုကင်းထဲမှာကျူးလွန်သူတရားခံ ဖြစ်လိမ့်မယ်။ဖြစ်နိုင်ပွဲရရှိတယ်ဆိုတဲ့အကြောင်းတရားကိုအခြေခံပြီးတရားခံဖြစ်ဆွဆွဲခံရခြင်းသာဖြစ်ပါတယ်။ဖြစ်ပါတယ်လို့ခိုင်လုံတိကျတဲ့အထောက်ထားဟာအမှုစစ်ဆေးပြီးတဲ့အချိန်ထိပေါ်လွင်လာတာကိုမတွေ့ရပါဘူး။အမှုတစ်ခုလုံးစစ်ဆေးပြီးတဲ့အခါမှာကျွန်တော်ရဲ့မှုတွေဟာထန်းသီးပေါ်နားမိတဲ့ကြီးဖြစ်လောက်ပဲပေါ်လွင်ခဲ့ပါတယ်။တဲတဲကွဲကွဲမမြင်နိုင်တဲ့နေရာကတဲတဲကွဲကွဲမြင်လိုက်ရပါတယ်လို့ထွက်ဆိုတဲ့ ထွက်ဆိုချက်တစ်ခုတည်းပေါ်မှအခြေခံပြီးတရားခံဖြစ်ဆွဆွဲခံခဲ့ရတဲ့အတွက်ကျွန်တော်မူတယ်မှာမဖော်ပြနိုင်တော့တဲ့အတိုင်းတာထိလူမှုရေးထိခိုက်မှုကိုခံခဲ့ရပြီးဖြစ်ပါတယ်။အမှုတစ်ခုလုံးခြုံငုံတုံးသက်လိုက်တဲ့အခါမှာပေါ်လာတဲ့မြောင်များလာစွာသောတန်တရားအချက်လက်များကိုမျက်ကွယ်ပြုပြီးအဆုံးအဖြတ်ခံရမည်ဆိုပါက ကျွန်တော်ရဲ့အမှုတယ်မှာရင်းနှင်းစရာကြေကွဲစရာခံစားချက်ကိုတသက်ပံလုံးခံစားသွားရတော့မှာဖြစ်ပါတယ်။ ဒါကြောင့်တန်တရားရဲ့အကျိုးဆက်အားလုံးကိုကျွန်တော်ရဲ့အမှုတွေကိုခန်းစားခွင့်ပေးတိုက်ပါကြောင်းရုံးတော်ကိုလေးမျက်စွာအစီရင်ခံရင်းကျွန်တော်ရဲ့လျှောက်ထားချက်ကိုညှိကုံးချောက်ရပါရခင်ဗျာ။ဥက္ကိမောင်တန်၏လျှောက်လဲချက်တွင်ထဲ့သွင်းဖော်ပြခဲ့သောအကိုအကစီရင်ထုံများနှင့် ဥပဒေအခြေလက်များကိုမူအသေးစိတ်မဖော်ပြတော့ဘဲခြံလက်ထားခဲ့ပါသည်။စာရေးသူ၏စကားချက်ဥက္ကိမောင်တန်လျှောက်လဲပြီးသည့်နှင့်တရားခွင်ကိုခေတ္တရန်နာလိုက်၏။ ဒေါ်စိန်မမကဥက္ကမောင်တန်းကြီးချောင်းလေးချက်ကိုအလွန်အားရခြင်းနဲ့ကြောင့်ရွှွှွှွင့်ဝေအောင်ချီချူစကားပြောခဲ့သလိုဥလုံးဝေကလည်းကျေးဇူးတင်စကားပြော၍အာပါတရလက်ဆွဲနှုတ်ဆက်ခဲ့၏ပိတ်ဖြူဝေပုဂ္ဂိုလ်ကြီးမှမူသူ၏လုပ်ငန်းကိုလုံမြဲလုပ်လျက်နေလေပိုင်းတရကွင်းပြန်စားတော့ကတဖက်တော်ရှင်နေကြီးကအဝဇွမ်းရှင်ရှင်ဥပရိအချက်လက်အကိုအကားဆုံးဆုံးနေနေနဲ့ရှောက်လေကျပြီးခဲ့ရတွင် ဥပဒေကိုထိန်းသိမ်းစောင့်ရှောက်ရန်တာဝန်ရှိသောဦးလုံးဝေကဲ့သို့ပညာတတ်ပုဂ္ဂိုလ်တယောက်ကဥပဒေကိုကြောခိုင်းခဲ့သည့်အတွက်ကြီးလေးသောအပြစ်ပေးထိုက်ကြောင်းရှောက်လဲသွားခဲ့၏သူ၏ရှောက်လဲချက်မှာဥက္ကမောင်တန်း၏ရှောက်လဲချက်လောက်မပိုင်နိုင်တော့လဲထိတိမိမိရှိအောင်တော့ရှောက်လဲသွားခဲ့ပေသည်ထိုနေ့တစ်နေ့လုံးရက်တလီပေါင်တာနှင့် Shellnel ရေမွေးနှက်မတင်ပြန်ခဲ့ပေ တရားသူကြီးကစီရင်ချက်ချမိနေကိုရက်ချင်းပေးပြီးတရားခွင်ကိုရုပ်သိမ်းခဲ့ပေသည်။ဥပဒေပညာရှင်ကြီးနှစ်ဦးမှပြုံပြုံရွှင်ရွှင်စကားပြောရင်းအတူတကွထွက်သွားကြ၏။သူတို့နှစ်ဦးစလုံးမှာမိမိတို့၏မူတည်များအတွက်တာဝန်ကျေပွန်စွာဆောင်ရွက်ပြီးဖြစ်သလိုစီရင်ချက်ချရမည်။တရားသူကြီးအတွက်လည်းဥပဒေရေးရာ အကူအညီများပေးနိုင်ခဲ့ကြပြီမို့ထံရွက်ထားရသောဝင်တော်ဝင်ပို့ကြီးပေါ်ကျသွားခဲ့ပေပြီ။ ီရင်ချက်ကိုရင်တမမနဲ့စောင့်ကြည့်ရအောင်မြင့်တရားခန်းနဲ့ပတ်သက်ရာမိသားစုများမှမူရုံးခန်းတွေတွင်ကြံ့ရင်ခဲ့ကြသည်အူလုံးဝေကောင်မှုအပြုံးမပြည့်အကျဉ်းတော်တို့ပြန်ကန်နေတွင် မိခင်ကြီးအားစိတ်အေးချမ်းသာနေဖို့အတွက်တရားတစ်ပါးနှင်ရှင်သော နှစ်သိမ့်စကားပြော၍ကားပေါ်သို့တင်းငိမ်စွာတက်ပြီးတောင်းပေသူမျက်နှာမူလိုက်၏မိခင်ကြီးရှေ့တွင်အပြုံးမှန်ဆင်၍နှစ်သိမ့်စကားပြောထားခဲ့တော်လဲထောင်းသို့အပြန်တွင်မူသူ၏စိတ်အစဉ်မှလှူရှားလျက်ရှိကြ၏ မိတို့တော်အပြေးထွက်လာမည်ကိုသိနိုင်စွမ်းမရှိသည့်စီရင်ချက်က၆လမ်းလျက်ရှိချေပြီးသည်ပုထုဇဉ်လူသားမျှသားဖြစ်သောဦးလုံးဝေကိုဟုတ်ကဲ့ပါရှင်စာရေးဆရာဆရာကျော်မြတ်တန်းရေးသားထားသော ထောင်သို့အဝင်ထောင်မအထွက်ဝိထုစာအုပ်လေးကို အပိုင်းရှိအနေဖြင့်ဆက်လက်ဖတ်ပြပေးခဲ့တာပဲဖြစ်တော်မူစက်သိမ်းပိုင်းကိုစောင့်မျှော်လို့နားဆင်ပေးကြပါအောင်နော် နာဆင်ပြီးခဲ့ကြတဲ့လူမျိုးသားစုဒုတိယချက်နေတိုင်းကိုလည်းကျေးဇူးအထူးပဲတင်ရှိပါရနော်လူမျိုးသားစုများအားလုံးလည်းဘေးရန်တွင် အပေါမှအကင်းဝေးကြနေကိုစိတ်နှပြကျမ်းမာကြပါစေရှင်